ครับအားလုံးမင်္ဂလာပါဟုတ်ကဲ့ဒီနေ့ကျွန်တော်တို့လေ့လာသွားရမယ့်သင်ခန်းစာကတော့ဘီအုပ်စုခွဲတဲ့သင်ခန်းစာပါโอเคကျွန်တော်တို့ထိုင်းစာကိုကျွန်တော်တို့အဲ44လုံးကိုကျွန်တော်တို့လေ့လာပြီးတဲ့နောက်မှာအာ B group ခွဲနေကိုပြန်ပြီးတော့လေ့လာရမှာဖြစ်ပါတယ်။ဘာဖြစ်လို့လေ့လာရတယ်လဲဆိုတော့ B group ကိုကျွန်တော်တို့တိဝါပြီးလို့ရှင်တရားနဲ့ပေါင်းတဲ့ခံကြလို့ရှင်ဒီအတန်ကမြင့်မလားနှိမ့်မလားကြမလားဆိုတာကကျွန်တော်တို့ဖမ်းရလွယ်အောင်ဖမ်းရကျွန်တော်တို့ဒေတာရဖြစ်ပါတယ်โอเคเนาะဟုတ်ပြီဆက်သွားမယ်ကျွန်တော်တို့ဒီမှာ the three classes of consonants โอเคเนาะ ဆိုတော့ဒီမှာအင်္ဂလိပ်လိုရေးထားပါတယ် time consonants are divided into 3 classes နော် time စာမှာ b o စု3စုခွဲထားပါလိโอเคเนาะတွေ့ရင်เนาะဟုတ်ပြီဆိုတော့ပထမတစုပထမတစု group ကိုတစုကိုကျွန်တော်တွေ့ကြည့်ကြည့်အောင်โอเคပထမတစု group က middle consonants လို့ခေါ်ပါတယ်အတန်းအလဲလဲโอเคเนาะဘာပြီးပါလဲဆိုတော့ ကိုကိုင်ကျော်ချန်ဒေါ်ချဒါတောပတတ်ဒေါ်ဒစ်တောတောဘောဝိမိုင်းပေါ်ပလာအောအန်တို့ဖြစ်ပါတယ်အလုံးပေါင်း၉လုံးရှိတယ်အတန်အလယ်လက်မှာ၉လုံးရှိပါတယ်โอเคเนาะဟုတ်ပြီဆက်သွားမယ်ကျွန်တော်တို့ဒုတိယ group โอเค durian group မှာကျွန်တော်တို့ဘာတွေပါလဲဆိုတော့ durian group ကဘာကိုခေါ်လဲဆိုတော့ high class consonant လို့ခေါ်တယ်အထက်အမြင့်လို့ခေါ်ပါတယ်โอเคเนาะဘာတွေပါလဲဆိုတော့ဘယ်ပြီးတွေပါလဲဆိုတော့ဟောခိုင်ဟောခွတ်ချောချင်းထောထုံထောထန်ဖောဖึ่งဖောဖာစောဆလာစောလူစီစောဆောဟောဟိဘလို့ဖြစ်ပါတယ် โอเคเนาะอารมณ์ประมาณ17ลงရှိပါတယ်โอเคเนาะဟုတ်ပြီအတန်မြင့်မှာ17လုံးရှိတယ်အတန်အလယ်အလတ်မှာ9လုံးရှိတယ်အတန်အမြင့်မှာ17လုံးရှိတယ်ကျန်တာကိုကျွန်တော်တို့နောက် third group မှာကျွန်တော်တို့ဒီတတိယ group ကသူ့ကိုဘာခေါ်လဲဆိုတော့ low class consonant လို့ခေါ်ပါတယ်โอเคသူ့ကိုအတန်အနည်းလို့ခေါ်တယ်โอเคเนาะသူက24လုံးရှိပါမယ်โอเคเนาะကျွန်တော်ကြည့်ကြည့်မှာဘာတွေပါလဲဆိုတော့ခေါ်ခွိုင်း โคโนโอรักคัง งองู ชอช้างซอสู้ ชอเชอ ยอหญิง ทอมุนโททอปูเท่า นอเนนทอทหาร ทอทงนอหนู พอพานฟอฟานพอสำเพามอมะ ยอยักษ์รอเรือ လော်လင်းဝေါ်ဝန်လော်ဂျူလာဟော်နိုကုနစနဲ့လေးလုံးရှိပါတယ်။ Okay ကျွန်တော်တို့မေးမယ်အာနစနဲ့လေးလုံးတော့မဘလို့မမိမလဲဆိုတော့လွယ်လွယ်လေးပါ။အတန်အလယ်လန်းကိုလုံးရှိတယ်။အတန်အမြင့်ဆက်တလုံးရှိတယ်။ okay no အဲ့ဒီနှစ်ခုကိုမှတ်ထားလို့ရရင်ရပြီ။ဂျန်တန်းဟာအကုန်လုံးက20လုံးအဂျန်တန်းဟာအကုန်လုံးကအတန်နဲ့ရှိပဲ။ကျွန်တော်လုံးဝတော့ worry ဖြစ်ဆံမလို့ဘူး။ ဆိုရင်ဆံမလို့ပရမတ် group နဲ့ဒုတိယ group ကိုပရအပရမတ် group နဲ့ဒုတိယ group ကိုသဘောပေါက်သွားမှာကျွန်တော်မတ်မတ်သွားမယ်မတ်လို့ရပြီဆိုရင်ခြံတဲ့ဟာအကုန်လုံးအရာအတန်အနေကျွန်တော်တို့ဘာဖြစ်လို့အဲ့လိုပြောလဲဆိုတော့နောက်လာမယ့်သင်္ကန်းစာသင်္ကန်းစာတွေမှာနေ့တိုင်းတွေ့ရလိမ့်မယ်နေ့တိုင်းတွေ့တဲ့ခါကျတော့ရှင်ကျွန်တော်တို့လွယ်သွားလိမ့်မယ်မခက်တော့ဘူးโอเคเนาะဟုတ်ပြီဒါကတော့ဒီအုပ်စု၃စုကိုခွဲတာ โอเคเนาะပြီးတော့ရှင်ကျွန်တော်တို့တရကိုသွားမှာတရလည်းခွဲထားတယ်ဒါပေမဲ့တရခွဲတာနဲ့ဘီခွဲတာနဲ့မတူโอเคဘီခွဲရတာကပို့ပြီးတော့နည်းနည်းအရေးကြီးတယ်တရကတရခွဲတာကတိတ်တော့အရေးမကြီးဘူးတရခွဲတာဘယ်လိုမျိုးဘယ်လိုပုံစံနဲ့ကြည့်ချင်အောင်ဒီမှာထိုင်းလိုရေးထားပါတယ်အင်္ဂလိပ်လိုရေးရှိပါတယ်ဆလဘန်ပင်စီဘလူးဆလဆျန်ဆန်ဆလဆျန်ယောင် စလာပစုံလက်စလာဖိစစ်တယ်နော်ဘာမှလို့ပြောမယ်တရအတန်အမျိုးအစား၄မျိုးရှိပါသည်တရအတန်အတူအတန်အရှိဘီဒရယောအတန်နဲ့အထူးဒရတို့ဖြစ်ပါသည်โอเคနော်အင်္ဂလိပ်လိုတူရေးထားတာရှိတယ် vowel are divided into four group short vowel long vowel diphthong and special vowel โอเคနော်ဟုတ်ပြီကြောက်ကြည့်အောင်ပထမ အဖွဲ့ဖရတ်ကူကပါလဲဆိုတော့ short bar โอเคเนาะဆလာအစင်ဆမ်လို့ခေါ်တယ်တရအတန်အတူလို့ခေါ်တယ်ဘာတွေဘာတွေလဲဆိုတော့တရအတန်တို့အဤဥဥအအโอအအတို့ဖြစ်ပါတယ်ဒါတရအတန်အတူโอเคเนาะပြီးရင်နံပါတ်2ကဆရာဆင်ယောင် ဝိတ္တမတွေ့ရလိမ့်မယ်ရရှင်ယောင်လောင်ဘာဝဒရာတန်အရှိပါဠိပါလဲဆိုတော့အာဤဦးဦးအအိုအောအိုโอเคเนาะအဲ့ဓာ ड़ी ကတရအတန်အရှိကိုတအလအတရအတန်ရှိကိုဖွင့်ထားတယ်โอเคเนาะဟုတ်ပြီနံပါတ်3 group ကိုတော့ကြည့်ကြည့်မယ်ဘာတရလဲဆိုတော့စရစင်ပရဆော စရာစင်ပရဆုံဆိုတာဗားလဲဆိုတော့ dip tone on compound ဆိုတာကဂျီတရရောတဲ့အတန်ဂျီလက်ပါတယ်တရလက်ပါတယ်ရောထားလိုက်တယ်ဗားလဲလက်ဆိုတော့အမဆလာ ear ဆလာ ear ဆလာ u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  တို့ဖြစ်ပါတယ်โอเคเนาะဒါဂျီတရရောတဲ့အစုနော်နံပါတ်3နံပါတ်4ကိုတွားကြည့်ချင်အောင် group 4 group 4ကဗားလဲဆိုတော့ 발이 발에 수로 처리 오케이 넘버 리그룹 전으로 ျွန်တော်ကြည့်ကြည့်မယ်နံပါတ်၄ group ကဘာနေလဲဆိုတော့ဟုတ်ပြီကျွန်တော်တွေ့ပြီစရာဖြစ်စစ်စရာဖြစ်စစ်ကဘာလဲဆိုတော့ special bubble အထူးတရလို့ခေါ်ပါတယ်ဒီမှာဘာတွေပါလဲဆိုတော့ဆလာအမ်ဆလာအိုင်မိုင်းမလိုင်ဆလာအိုင်မိုင်းမွန်ဆလာအောင်ရူရူလူလူโอเคเนาะနေ့၄6 7လုံးဒီ7လုံးက အထူးသဖြင့်အနေဖြင့်သူတို့ကဖွင့်ထားပါတယ်ဆိုတော့ကျွန်တော်တို့တရကကျွန်တော်တို့တရလေးခုလေးခွဲရှိပါတယ်ဒါလည်းအဲဘီးတွေလည်းခွဲထားတယ်ရှိတယ်အဲ့ဒါကိုအရင်ဘယ်လိုမျိုးဟိုမတ်ရမလဲဆိုတာရတယ်ဘာမှမဖြစ်ဘူးတရခွဲထားတာပဲအာအာအီအီဒါကိုခွဲထားတာပဲဘာမှမဖြစ်ဘူးတရကဒီအထံပဲရှိတယ်ဒီဒီလိုပဲသွားတယ်ဒါပေမဲ့ကျွန်တော်တို့တည့်ရမှာကဘီးမှာ B အုပ်စု၃ဖွဲ့ရှိတယ်အဲ့၃ဖွဲ့ကိုနှစ်ဖွဲ့ကိုနည်းနည်းတော့မှတ်ထားရတယ်အဲ့ဒါကိုရပါပြီဆိုရင်တော့ဒီဒရအနေနဲ့ EC ကျွန်တော်ဖတ်လို့ရပါတယ်တိတ်ပြီးတော့စိုးရင်စာမလိုပါဘူး Okay ဒါမဲ့တင်ကားစာနဲ့ကြာလို့ရှိရင်ကျွန်တော်တို့ B နဲ့တရနဲ့ပေါင်းမယ် B နဲ့တရနဲ့ပေါင်းမယ် Okay နော်ဆိုတော့ဒါမဲ့တရလာမဲ့တင်ကားစာကြာလို့ရင်ကျွန်တော်တို့ဆက်ပြီးတော့တွေ့ရအောင်ဒီနေ့ဒီတော့ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်สวัสดีครับ ขอบคุณครับ